ရင်ပြည်နယ်ကော့ကရိတ်နဲ့ကြုံတို့ကြီးနဲ့အတွင်ကအခြေရွာတွေပါဝင် အာရှလန်သစ်ဒေါနာတောင်လန်ဟောင်းနေရာတွေကိုဆေးဥစုနဲ့ပူပေါင်းထားတဲ့ BGF တပ် DGB ဘူဘီတပ်တွေကစစ်ဆင်တိုက်ခိုက်နေတာမှာပြီးခဲ့တဲ့ဩဂတ်စ်လကနေအခုအောက်တိုဘာလ28ရက်နေ့ထိ KNL မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့၃လနီးပါးနေစဉ်တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒီလိုတိုက်ပွဲကာလတွေမှာဆေးဥစုနဲ့အကရင်အပြည့်ရဲ့လက်နက်ကိုင်းတပ်ဖွဲ့တွေဘက်ကအထိခိုက်ကြဆုံများနေလို့နေတိုင်းဖအံမျိုးနဲ့တမနီနှစ်ကစစ်ကူခေရန်နဲ့စစ်သားတွေရာနေချီပို့ဆောင်ပြီးတိုက်ခိုက်တာမှလည်းဆေးဥစုပူပေါင်းတပ်ဖွဲ့တွေတက်လန့်ပြန်ဆောင်လာတာရှိနေတယ်လို့ KNL မဟာမိတ်တပ်ဖွဲ့ကတာဝန်ရှိသူတွေက People's Radio မြန်မာကိုပြောပါတယ်သူတို့စစ်တပ်ရဲ့ PG ရဲ့ဘူဘီ TKB လာတိုက်နေရတာဒေတာရောလေးဝင်လာရောအရှင်မိလာရည်လည်းမနေတော့ဘူး ါမဲ့နေတိုင်းလည်းတက်လာတိုက်နေတာပဲခုဘက်ကတော့ထိတာကြတာသူတို့တော့မရှိဘူးပေါ့24ရက်25ရက်ကမြတ်ပတိုင်ဘက်မှာသူတို့စစ်ကြောင်းတက်လန်တယ်အလောင်းတွေလည်းပြန်မကောက်ပါဘူးအဲ့လိုပဲဘူတောင်ပိုင်းကကမိုင်ကုန်းတို့ကော့နယ်တို့ဘက်လည်းစစ်ကြောင်းထိုးတယ်ပေါ့နော်မရဘူးချန်ကုတ်ရယ်ကြောင်ရှာကုန်းဘက်ကိုလည်းစစ်ကြောင်းထိုးတယ်မြေပြင်ကတော့လုံးဝတက်မရဘူး လေရင်ကျဲဒုံးဒုံးကျဲလက်နက်ကြီးပစ်ချတော့လေပျောက်ကြတိုက်ရဒီလိုစစ်စင်တိုက်ခိုင်းနေတဲ့ရဲအတွင်းစေအုပ်စုကအနည်းပညာမြင်နဲ့ကင်ထောက်ဒရုန်းနေနဲ့နန်ကော်တီနောင်တပွဲကော့ကလောင်ရွာအထက်ဘက်ဒီပြန်တန်းထောက်လန်းနေပြီးကော့ညိုင်းလန်းစုံနန်းဆန်လီရွာထီဘူးစံကော့ဖန်ရဲရွာတွေဘက်ကိုလက်နက်ကြီးဒရုန်းမုံတီးတွေနဲ့ပြစ်ခတ်ကြေချတိုက်ခိုင်းနေတယ်လို့သိရပါတယ်အခုသတင်းကြေပြည်တဲ့ကနဘူးစကခစနစ် ဘက်ကနေပြီးတော့ရွာတွေဘက်ကလင်ငါ၆စီပတ်ပြန်လာတယ်ပြီးအပေါ်မှာညင်နေတယ်အာအနည်းဆုံး2နာရီ3နာရီလောက်အထိတော့မြင်နေရတယ်အပြင်ကဘုံတိချာဘုံတိချာရုံးနေနဲ့လာကျဲတယ်လက်နဲ့ကြီးကြီးပြစ်တယ်အဲမြေပြင်ကနေပြီးတော့တက်လာတော့မရတော့သူတို့ဘက်ကစစ်ပြူပေါ်ပြောင်းလာတယ်ပြောင်းလာတယ်အဓိက drone တွေနဲ့ပို့တုံးလာတယ်ဟုတ် လက်တလောမှာတော့ကျုံတိုးနဲ့ကော့ကရိတ်မြို့နယ်တွေကအကြီးရွာ20ဝန်းကျင်မှာနေထိုင်နေကြတယ်။ဒေသခံ2000ဝန်းကျင်ဟာနှစ်ဖက်တိုက်ပွဲတွေကနေလွတ်နိုင်မဲ့အကြီးရွာတွေဘက်ကိုရှောင်တိန်နေထိုင်နေကြပါတယ်။အဲဒီလိုဆေအုစု BGF DKBA ပို့ပြီးတပ်တွေကအင်အားအလုံးရင်းနဲ့ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကိုနေမြေရှင်နဲ့တိုက်ခိုက်ပြီးအာရှလန်တင်နဲ့ဒေါ်နာတောင်လန်ဟောင်းလမ်းမိုင်းတွေကိုထိန်းချုပ်ပြီးပြန်ဖွင့်နိုင်ရေလုပ်နေပေမဲ့အခုအချိန်ထိနေမြေစုမှုထိန်းချုပ်နိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။